ဆယ်လပိုင်းထဲမှာကံကောင်းဆုံးနေပါလို့ပြောမယ်ဆိုရင်တော့တနင်္ဂနွေနေ့ကကံကောင်းဆုံးလို့ပြောရရတယ်။ပြီးတော့အဲ့ရရနောက်မှာလိုက်နေတဲ့ကံကောင်းတဲ့သူတွေကတော့စနေသားသမီးတွေပဲ။နော်။ပြီးရခါကျတော့ဒီအသင့်တွေထဲမှာပါနေရတော့တောက်ကြ။ပြီးရခါမှာတနေနာပြီးတော့အင်္ဂါကန်ဆိုးနေတာကကျတော့တတာရေးနဲ့ဗုဒ္ဓဂုဏ်ကြီးကတော့တော်တော်ကိုကန်ဆိုးနေတယ်လို့ပြောလို့ရတယ် เนาะကံအကြောင်းလေးအနေနဲ့ပြောရမှာဆိုရင်အဲ့တော့ဘာလဲဆိုတော့တနည်းဥရင်သားသမီးတွေကဘာတွေကံကောင်းလဲဆိုတော့ဒီကာလမှာဘာလို့လို့ okay တယ်စီးပွားရေးလုံမလားဘာလုံလဲပုံ okay တယ်အကုန်အဆင်ပြေတယ်ဘာပြဿနာမှမရှိဘူးအဲ့ချက်ကတော်တော်ကိုကောင်းနေတာသူတို့တက်ခါကြတော့အဓိကကဘာလဲဆိုတော့စီးပွားရေးပဲလို့လို့လူမွေးပဲလို့လို့ဘာကိစ္စပဲလို့လို့တနည်းဥရင်သားသမီးများတို့ကလောက်ချင်စိတ်လေးရှိရင်ရပြီအောင်မိမိသားမှတ်လိုက်တော့အဲ့လိုမျိုးပြောလို့ရတယ်အေး စနေစနေသားမိများအနေနဲ့ကကြတော့ဘလို့ကံကောင်းတာလဲဆိုတော့ तू ကကြတော့အရင်တော့ရက်တန့်နေခဲ့တဲ့အရာတွေဆိုတော့လုံးပဲလုံးမယ်လုံးမယ်လုံးမယ်ဆိုပြီးတွေးနေတဲ့အရာအကုန်လုံးကဒီလာထဲမှာလာပြီးအုံနဲ့တိုင်းနဲ့ဖြစ်သွားမယ်။ဘာလုံးမလဲ၊ကုညီပေးမယ်၊ဘာလုံးချင်လဲစောင့်ရပေးမယ်။အဲအဲ့လိုလူမျိုးတွေကတော့ဒီကာလမှာပေါ်ကူပေါ်လာမှာစီးပွားရေးကော်လာကောင်းလူမှုရေးတော်လာကောင်းမှာပေါ်ကူပေါ်လာမှာအဲ့တော့ဟာโอเคလို့ပြောလို့ရတယ်။ချုံပြီးပြောတာနော်။ စီးပွားရေးလုံမေးနဲ့ခြုံပြီးပြောတာဒီနေရာမှာအခြေရေးတွေပါမပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲနောက်တစ်ချက်ကြတော့ဘာလဲဆိုတော့ဒီကိုဘာလို့လို့ ready ရှိနေမဲ့သူတွေ ready အစင်သစ်ကုညီပေးမဲ့သူတွေရှိနေတယ်စနေသားသမီးတွေကအဲ့တော့ကြိုက်တာလို့ခုတော့ရှိရပါဘောကိုဘေးနားမှာဘယ်ကောင်းမတောင်းတာဖြစ်စေတောင်းတောင်းမတောင်းတောင်းပြကိုတကယ်လုပ်ရင်ကုညီမဲ့သူတွေရှိတာလို့ဆိုတော့ဘေးနားနေနေစောင့်မိကြည့်လိုက် တယောက်လောက်ရှိနေကိုလုတ်လို့ရနေပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့အကောင်းဆုံးဖြစ်အောင်လုတ်လို့ရတယ်ပြောလို့ရတယ်အဲ့တော့အသင့်တွေထဲမှာရှိနေရတော့တောက်ကြပဲတောက်ကြတာသမီးတွေကကျတော့ဘာဖြစ်နေရလဲဆိုတော့သူကကျတော့ပုံနေမြဲကြားနေမြဲဆိုတဲ့အတိုင်းနေပဲအရင်လာတွေမှာရှိနေတဲ့ကံကောင်းခြင်းတွေကလက်ဆင့်ကမ်းလာတယ်။သူတို့ကအရင်လာတွေမှာလည်းကံဆိုးရတွေလည်းရှိမယ်အဆင်ပြေရတွေလည်းရှိမယ်။ဒါပေမဲ့အဆင်ပြေရတွေကနည်းလာပြီးတော့ကံကောင်းနေပါသေးတယ်ဆိုတဲ့အရာလေးတွေကအားကောင်းလာတယ်ဆိုတဲ့ပုံစံမျိုး။အဲ့တော့ဒီလာထဲမှာပတ်သက်တဲ့မိများအနေနဲ့က ဟိုဘယ်လိုဘယ်လိုဖြစ်နေလဲဆိုတော့ဟို valent ညီထိန်းထားနိုင်ရင်တော့ဘာပြန်တာမှမရှိဘူး။ကံလဲအကြီးကျယ်မစိုးဘူး။ကိုကံလဲအကြီးကျယ်မကောင်းနေဘူး။အဲ့တော့တင့်တင့်ဆိုတဲ့အထက်မှာထိစီရရင်ထည့်ထားတာဖြစ်တယ်။ကဲအဲ့ဒါပြီးတဲ့အခါမှာတနင်းနာတနင်းနာသားသမီးရာကြတော့ဘလို့အသင့်တဲ့ကံကောင်းနေရအောင်လဲဆိုတော့တနင်းနာသားသမီးရာကြတော့ကံဆိုးနေရလားဆိုမဟုတ်ဘူးကံကောင်းနေရလားဆိုလည်းမဟုတ်ဘူးတို့ကြပါတော့သူတို့စ조사အားထုတ်တဲ့မြဒီကာလမှာအစီအမေဆိုတော့ ဟိုတနည်းဝေစာသိမိများဗျာတရားတရားလုံးရင်သာပါတော့90လောက်ရနေတယ်ဆိုတဲ့အချိန်မှာတနည်းနဲ့သာသိမိများအနေနဲ့ကတော့တရားလုံးမယ်ဆိုရင်တော့60 50လောက်ရနေတာစိုးတာကိုပြောလို့ရတယ်အဲ့လိုအခြေအနေမျိုးမှာပါတယ်အဲ့တော့နောက်ဖြစ်ကြတော့ပါလဲဆိုတော့ဒီကာလမှာပို့ပို့ပြီးတည်မြဲနိုင်မယ်ဆိုတဲ့ကိစ္စမှန်မှန်အားလုံးကိုလုတ်ပြီးအာတနည်းနဲ့သာသိမိများလည်း okay ပါပဲတခုတော့ရှိတယ်ဟိုဘာလို့ရမလဲဆိုပြီးဖြာများနေတော့ အဲ့ဒီတတိယသာမြေကြီးကြောင်ပြောက်သွားလိမ့်မယ်။ဗျာများနေလို့မရဘူး။တစ်ခုတစ်ခုအကြောင်းအတခုတည်းကိုအကြောင်းအတခုတည်းအလောက်တစ်ခုဆိုအလောက်တစ်ခုတည်းကိုတော့စိတ်ကူးဆိုစိတ်ကူးတစ်ခုတည်းကိုပဲဥတည်ပြီးတော့တွားထားရင်တတိယတွေကညာခံလုံးတွေပို့တိုးလာမှုရှိတယ်။နောက်ပြည့်ရဲ့ခါကျတော့နောက်ထပ်အသင့်တဲ့ကံကောင်းတွေကတော့အင်္ဂါပဲ။အင်္ဂါတွေကဘလို့ကံကောင်းနေရလဲလို့ပြောရင်တတိယကသူတို့မှာကဘာလောက်လို့ကိုလို့ရှိပါတယ် ဖေးလို့ရှိပါတယ်မေးလို့ရှိပါတယ်အဖားလို့ရှိပါတယ်ဘာလို့ရှိပါလဲညာလို့ရှိပါလဲဆိုတဲ့အဟာတွေကဒီကာလမှာပုံများလာတယ်ဘာကြောင့်ဒီကာလမှာအချက်ခံရတယ်လို့ပြောရတာနော်အင်္ဂါသတိမိတွေကအချက်ခံရခြင်းကနေပြီးတော့မှသူ့အတူကံကောင်းတာလေးတွေအများကြီးဖြစ်လာတာအချက်ခံတာများတယ်လေကံကောင်းလာကံကောင်းလာပုံများလာလေးပေါ့အချက်ခံရနေနေတော့ကံကောင်းလာတွေနေလာမှာပေါ့အဲ့လိုမျိုးတော့ရှိတယ်တဘောတော့ဘယ်လိုခေါ်လဲဆိုတော့ကိုဘာလို့လို့နမထောင်ပေးနိုင်မဲ့ဟောက်ခံပေးမဲ့သူတွေရှိနေတယ် ရှိတဲ့ကြောင့်မလို့အဲ့ထောက်ခံပေးတဲ့သူရှိနေတယ်အာဒီကာလမှာဒီဆေးလာဘက်မှာအရန်များတယ်လို့ပြောကြတာအရန်များနေတာပေါ့အဲ့များနေတဲ့အခွင့်အရေးကိုတုံးချပြီးလောက်ရာရှိရလို့ဗျာဂျုံမဲပြည့်ပြည့်မှောက်ပဲခုံကုန်မှာပဲလို့လို့အနောက်ကနေလိုက်ဆွဲမဲ့သူတွေကိုရှိတယ်အဲ့လိုရှိနေတဲ့လောက်ရာရှိရလို့စင်ပြေဟွန်းဒီနေ့မှာညံ့ရတယ်ဆိုတဲ့အချိန်မှာစတာရီကိုထိတ်ဆုံးနေကိုထည့်ထားဘာကြောင့်ညံ့တာပြောမှဆိုရင်တော့ဒီစတာရီကဘာကြောင့်အမြင်ဆုံးထဲမှာဖြစ်နေရတာလဲ တတရိယကြတော့သူတို့လုံးတမြအားလုံးကဂျွန်းလုံးမောက်ကိုဖြစ်တာပဲစဉ်းစားလိုက်တဲ့အရာမမြအားလုံးဂျွန်းလုံးမောက်ကိုဖြစ်တယ်။ဟာဒါကြီးလုံးမယ်လို့တွေးထားတဲ့မှန်မြအားလုံးကပြတ်သွားတယ်။နောက်လာကိုရွှေ့သွားတာ။နောက်ဆက်တလာပိုင်းကိုရွှေ့သွားတာ။ဆက်တလာပိုင်းကိုရွှေ့သွားနောက်နှစ်ရောက်သွားတာမျိုးကိုတွေးထားတဲ့အရာအလွားအကုန်စိမ်ပြီးနေရအကုန်โอเคနေရပဲဒီလာတဲ့အရာရောက်တော့အကုန်ကဂျွန်းလုံးမောက်ကိုနေဖြစ်ကုန်။ချုပ်ထွေးကုန်တယ်။နောက်ရက်တွေဖြစ်ကုန်တယ်။ဟာတရားကကိုယ့်ရဲ့အခွင့်အရေးကိုလူယူသွားတယ်။ကိုရပြီကိုရတိတ်တိုက်တဲ့အရာတွေကိုတဲ့ွားတယ်။အာ အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလာထဲမှာအဲ့တော့ဒီလာထဲမှာတော့ကြာစီးပွားရေးအသစ်တွေပါလို့မလုပ်သွင်းဘူးအလိန်ခံတတ်တယ်အဲ့ကြောင့်မလုပ်သွင်းဘူးအဲ့တော့ဟိုအစင်မပြေဘူးလားအစင်မပြေဆိုအစင်မပြေတဲ့နေရာမှာပဲဆက်နေလေတိုးမလာနဲ့နောက်လည်းမဆုတ်သွားနဲ့အဲ့ဒါဆိုပြတ်တာမရှိဘူးအေးအစင်မပြေလို့ဆိုပြီးတော့တွန်းထုတ်လိုက်ရင်တွန်းထုတ်တဲ့နေရာကကိုယ်ကြောက်သေးကြောက်လို့နေပါတိဖြစ်သွားတိုင်းနဲ့ကန်ဆိုးရင်ကြောက်သေးပါလုံးဝဥတုံကြာလောရနိုင်တယ်ထင်ပါတယ်အကြောင်းစတာပရီကိုကံညံ့တယ်လို့ကျွန်တော်နေနဲ့ပြောချင်တယ် ုဒ္ဓဦးသသမိယကြတော့ဘလို့ကညံ့တာလဲဆိုအဓိကကြတော့ဘုဒ္ဓဦးသသမိယအရင်ညံ့နေရတာဆိုလည်းမဟုတ်ဘူးဒါပေမဲ့သူကဘာလဲဆိုတော့သူရှောက်လိုက်တဲ့နေရသူထိုင်လိုက်တဲ့နေရသူရောက်သွားတဲ့နေရအားလုံးကကံညံ့နေနေရကိုရောက်သွားတာဆိုရသလိုကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေသူတို့ကအကံညံ့နေတဲ့ဖုံးကံနေနေတဲ့အာဒုက္ခရောက်မယ်အဲ့ဒုက္ခရောက်မဲ့သူတွေလည်းသွားပေါင်းပြီးရဒုက္ခရောက်မဲ့သူတွေအားလုံးလည်းသွားပြီးတော့ဟိုသူတပွဲတုံးနဲ့ထိုင်မိတာမျိုးလို့စော်ရပြဗျာဒီထရိုထရိုရာဥမာဟိုတခုခုဗျာ ဟိုတရောင်မတိအောင်လုပ်နေတာအကောင်အဲ့လူနဲ့သွားတွေ့ကာမှဟိုတိသွားတာမျိုးတော့ဘာဥမာသာတမီးစားမတိအောင်ခိုးလုပ်နေတာအကောင်အဲအဲ့အကောင်နဲ့သွားသွားမိမှာမှအဲ့လူနဲ့သွားပြီးတော့မှတမီးစားရှိဒါရက်တရင်ပေါက်ကြားပြီးတော့ဒါရက်ရောက်သွားပြီးတော့အဲ့ပါကိုကအကျိတ်ခံရောပြီးတော့ဆိုတဲ့ပုံစံမျိုးအဲ့တော့ဘာလဲဆိုတော့ဒီကာလမှာလူတွေကြောင့်လူတွေမရှိပဲနေလို့ရတယ်မင်းအဲ့လူတွေကြောက်မယ်ကိုကရှုပ်ရှက်ရှုပ်ရှက်ခတ်တော့အချိန်တစ်ခုစီကိုရောက်သွားတာမျိုးရှိတယ်။နော်အဲ့တော့ဒါဆယ်လာပိုင်းရဲ့ ခုနှစ်နှစ်ရင်သားဒီရဲ့အခြေအနေပဲအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ကံကောင်းဆုံးသူမှလည်းကံဆုံးဆုံးကိစ္စတွေလည်းရှိလာနိုင်တယ်ကံဆုံးဆုံးသူမှလည်းကံကောင်းဆုံးကိစ္စတွေလည်းရှိလာနိုင်တယ်အဲ့တော့ပြောရဘလို့ခေါ်လဲဆိုတော့လူတိုင်းလည်းကံဆုံးနေရမှာမဟုတ်ဘူးဆိုတာလည်းပြောချင်တယ်လူတိုင်းလည်းအရင်ကံကောင်းနေရမှာမဟုတ်ဘူးဒါပေမဲ့သူ့အကြောင်းအရာကံကောင်းနေပါတယ်ဆိုပြီးတော့တို့ထိုင်နေတဲ့သူကလည်းဘာမှဖြစ်လာမှာမဟုတ်ဘူးကံဆုံးနေရဆိုပြီးတော့မှားမပြေဘူးဆိုရင်လည်းအမှန်ဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ ကန်ကောင်းတယ်ဆိုတဲ့ဟာကိုကြည့်ပြီးတော့ကိုကန်ကောင်းတဲ့အရာလေးတွေကိုမတီးပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်ကြကန်ဆိုးနေရဆဲသူတွေအားလုံးကလည်းစိုးနေတဲ့ဟာတွေအကြောင်းအရာလေးတွေကိုတရိထားရှင်စင်ကျင်ရှောင်ကျင်ပြီးတော့ကိုယ့်အတွက်ကောင်းမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုကိုဖောက်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးနေပြီဖြစ်လာနိုင်ဖို့ရှိတယ်အခြေအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်အင်္ဂါသားသမီးများတော့အချက်ခံရတယ်အကောင်းဆုံးခံရတယ်ဒီမှာပါတယ်ဒုတိယထဲမှာဒုတိယထဲမှာပါနေတာကတော့อืม ြောရမှာဆိုတော့စနေလေးပေါ့စနေလေးကဒုတိယထက်မှာပါတယ်အဲ့တော့အချင်းနဲ့ပတ်သက်ပြီးတော့တော်တော်တက်ဆက်ပြောမယ်ကျွန်တော်ဒီဘာလဲဆိုတော့မွေဝင်နဲ့တီးတန့်ကိစ္စကိုပဲကျွန်တော်အဓိကထားပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ထားတယ်အဲ့ဗီဒီယိုလေးကိုလည်းတွားကြည့်ပေးပါလို့ပြောချင်တယ်တင်ထားပါတယ်အားလုံးပဲအော်တိုဘာလာမှာကြော်ရှင်ကြည်နူးကြပါစေအားလုံးဝမ်းမြောက်ဝမ်းသာနဲ့ရှိကြပါစေ